ဒီနေ့စက်တင်ဘာ28ရက်နေ့အတွက် People's Spin ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာတန်အန်တက်မတော် TNL တင်းယူထားတဲ့ကြောင်မဲမြို့ကိုတင်းဖို့ထုတ်ဆစ်နေတဲ့စစ်ကောင်စီတပ်ဟောင်းမြို့နဲ့ငေါမိုင်ခန့်အကွာအထိရောက်ရှိလာပြီလို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ကြောင်မဲမြို့စီတဖြည်းဖြည်းချင်းချဲကလာတဲ့စစ်ကောင်စီတပ်ဟောင်းမြို့နဲ့ရှမ်းမိုင်ခန့်အကွာကစကန်းသာယာကိုတင်းပြီးတဲ့နောက်ရှစ်ဆက်တိုးလာတာလည်းဖြစ်ပါရဲ့ရှင်။ စကိုင်းတိုင်းမြင်းမှုမျိုးကထင်ရှားတဲ့ကံတော်မင်းကျောင်းဆရာတော်သတင်းသုံးခဲ့ရာဇေဒီပရဝံကိုစစ်ကောင်စီကဘုံကျဲဖျက်ဆီးလိုက်တယ်လို့ဒေသခံတွေနဲ့စစ်ရေးသတင်းမြစ်တွေက People's Wing ကိုပြောပါတယ်။လွန်ခဲ့တဲ့နှစ်ရက်ကမြင်းမှုမျိုးနဲ့ကံတော်ရွာကိုစစ်ကောင်စီတပ်ကစစ်တပ်လက်ထီသုံးပြီးဘုံကျဲသွားခဲ့တာဖြစ်ပါရဲ့ရှင်။အရခတပ်တော် AA ထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်တောင်ပိုင်းကတန်တွဲမျိုးကိုစက်တင်ဘာ28ရက်နေ့မှာစစ်ကောင်စီလက်တပ်ကဘုံကျဲလို့အမျိုးသားတအူးသိမ်းဆုံးပြီးကလင်းငယ်နှအူးအပေါင်းဝင်၅ဦးဒဏ်ရာရရှိသွားပါတယ်။ မနေ့ကစက်တင်ဘာ28ရက်မနက်၈နာရီခွဲဝန်းကျင်မှာဂျက်တိုက်လေယာဉ်နဲ့ဘုံကျဲတာလို့ဒေသခံတရိုင်းရမြကပြောပါရရှင်။ရွှေပြောင်းအခြေချသူတွေဖမ်းဆီးထိန်းသိမ်းထားတဲ့စင်တာတွေကိုပြစ်မှတ်ထားဆန္ဒပြမှုတွေကိုဖြိုခွင်းဖို့အတွက် ပို့ချလမ်းမြို့မှာစစ်တပ်တွေဖြန့်ကျက်ဖို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအမိန့်ပေးခဲ့ပါတယ်။အော်ရီဂွန်ပြည်နယ်ထဲကပို့ချလမ်းမြို့မှာ အခြေအနေတွေကိုပြန်လည်တည်ငြိမ်အောင်ကင်တွေ့ဖို့စစ်တပ်အနေနဲ့လိုအပ်ရင်အင်အားအပြည့်အသုံးပြုဖို့ထရမ့်ကအခွင့်ပြုပေးခဲ့တာဖြစ်ပါရရှင်။